င်္ဂလာပါခင်ဗျာ2016ခုနှစ်ဧပြီလဒုတိယပတ်အတွက်လွတ်လပ်တဲ့အာရှအသံ RFA ရေမင်တန်ညာတရင်မဂ္ဂဇင်းအစီအစဉ်ကို American ပြည်အောင်စု Washington DC မြို့ရွာကနေထုတ်လွှင့်နေပါပြီကျွန်တော်ကရဲမော်မှာ RFA ရေမင်တန်ညာအစီအစဉ်ကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီအထိတင်ဆက်သွားမှာပါဒီတစ်ပတ်အစီအစဉ်မှာပထမဆုံးတစ်ပတ်အတွင်းထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ပြသွားမှာဖြစ်ပါတယ်အဲဒီနောက်နိုင်ငံတော်အတိုင်းအမင်္ဂပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကိုလွှတ်တော်မှာမဲခွဲဆုံးဖြတ်ခဲ့တဲ့အကြောင်းတရုတ်နိုင်ငံယာယီဝန်ကြီးရဲ့မြန်မာနိုင်ငံခီးစဉ်အကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှရခိုင်အမျိုးသားပါတီလွှတ်တော်ကိုယ်စားလှယ်တူပါဝင်လာတဲ့အကြောင်းတကြံမန်းသက်ကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့အမှုပညာရှင်တွေတွေ့ဆုံဆွေးနွေးကြတဲ့အကြောင်းစတဲ့သတင်းပေးပို့ချက်တွေနဲ့အာရှသတင်းမြင်ကွင်းကျစတဲ့အပတ်စဉ်အစီအစဉ်တွေကိုထုတ်လွှင့်တော့မှာဖြစ်ပါတယ်အခုပထမဆုံးတစ်ပတ်အတွင်းထူးခြားတဲ့သတင်းတွေကိုကိုရဲစီတူဘက်ကတင်ပြမှာဖြစ်ပါတယ်ခင်ဗျာ ်မင်္ဂလာပါခင်ဗျာတပတ်အတွင်းသတင်းအစီအစဉ်ကကြိုဆိုပါရစေအစိုးရတဲ့ဝန်ထမ်းတွေလိုက်နာဖို့အတွက်လက်ဆောင်ပစ္စည်းလက်ခံခြင်းနဲ့ပတ်သက်တဲ့လက်ညွန်ချက်ကိုသမရယုံဝင်ကြီးဒေါ်အောင်ဆန်းစုကြည်လက်မှတ်ရေးထိုးပြီးတော့ဧပြီလ၄ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်မိမိရဲ့ယာတုလုတ်ပိုင်ခွင့်အကြောင်းအကျိုးခံစားမှုရှိသွားမဲ့အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တွေစီကလက်ဆောင်ပစ္စည်းလက်မခံဖို့ပိတ်ပင်တားမြစ်လိုက်တာပါလက်ဆောင်ပစ္စည်းဆိုရမှာတန်ဖိုးရှိပစ္စည်းတွေအပါအဝင်ရွှေငွေလေရင်လက်မှတ်အခမဲ့တဲခုခွင့်အခမဲ့စားတောက်ခွင့် အက်ခံကျွေးမွေးခြင်းနဲ့ဂေါတိအသိဝင်ကြီးစတာတွေအကျုံးဝင်တယ်လို့ဆိုပါတယ်ဒီတားမြစ်ချက်နဲ့အကျုံးဝင်တဲ့အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တွေစီကလက်ဆောင်ပစ္စည်းတွေကိုတန်ဖိုးချက်2000ခွဲထက်မပိုရင်ချွင်းချက်နဲ့လက်ခံကွင်းပြုထားပါတယ်လက်ဆောင်ပစ္စည်းတွေကိုတွယ်ဝိုက်ဖြစ်စေဓာတ်ရိုက်ဖြစ်စေမတောင်းခံဖို့မိမိရဲ့ယာတုတာဝန်ပေါ်ဩဇာလွှမ်းမိုးစေဝင်မယ်လို့ယူဆရတဲ့ကိစ္စရပ်တွေအတွက်ဘလို့လက်ဆောင်ပစ္စည်းမှလက်မခံဖို့နဲ့လက်ခံသည်ဖြစ်စေငင်းပယ်သည်ဖြစ်စေ အထက်အကြီးကဲကိုအမြန်ဆုံးတင်ပြဖို့လဲညွှန်ကြားထားပါတယ်ခင်ဗျဒေါ်စန်းစုကြည်ကိုနိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ဖြစ်ခန့်အပ်နိုင်ဖို့ရေးဆွဲထားတဲ့နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ဆိုင်ရာဥပဒေချမ်းကိုသမ္မတဦးထင်ကျော်ကဧပြီလ6ရက်နေ့ကလက်မှတ်ရေးထိုးပြီးပြဋ္ဌာန်းလိုက်ပြီလို့သိရပါတယ်ဧပြီလ6ရက်နေ့ညနေပိုင်းကသမ္မတရုံးဝန်ကြီးဌာနမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသမ္မတရုံးဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစော်ထေးကသတင်းတော်တွေကိုအခုလိုပြောခဲ့တာပါ ဧပြီလ9ရက်နေ့ကပြည်သူ့လွှတ်တော်မှာဒီဥပဒေကိုအတည်ပြုခဲ့ပြီးနောက်နောက်တနေ့မှာသမ္မတဦးတင်ကျော်ကလက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်ခင်ဗျနိုင်ငံရေးအကျဉ်းသားတွေတက်ကြွလှုပ်ရှားသူတွေနဲ့နိုင်ငံရေးနဲ့ဆက်နွယ်ပြီးတရားစွဲခံနေရတဲ့ကျောင်းသားကျောင်းသူတွေလွတ်မြောက်လာရေးဟာအစိုးရတဲ့ရဲ့ဦးစားပေးလုပ်ငန်းဖြစ်တဲ့အတွက်ဥပဒေနီလန်းနှစ်ခုကိုအသုံးပြီးနှစ်တကူမှာအ мян ဆုံးလွတ်မြောက်အောင်ကြိုးပမ်းနေတယ်လို့ဒေါ်ဆန်းစုကြည်လက်မှတ်ရေးထိုးပြီးဧပြီလ9ရက်နေ့ကကြေညာလိုက်ပါတယ်အစိုးရတက်လာပြီးနောက်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် တောင်းဆိုဝေဖန်တာတွေများလာနေတဲ့ချိန်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ယုံကြီးညာချက်အမှတ်၁အဖြစ်အခုလိုထုတ်ပြန်လိုက်တာပါနိုင်ငံရေးအကျဉ်းသားတွေအ мян ဆုံးလွတ်မြောက်လာဖို့အတွက်ပုံမှန်204ကကြီးဥပဒေပုံမှန်494နီးလန်းတွေနဲ့စ조사သွားမယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့ကြီးညာချက်မှာဖော်ပြထားပါတယ်ပုံမှန်204ခါခွေရကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ထောက်ခံချက်နဲ့အထွေထွေလွဉ်ငင်းချမ်းသာခွင့်ပေးနိုင်တဲ့နီးလန်းကိုဘာကြောင့်အသုံးမပြုနိုင်တယ်လဲဆိုတဲ့အချက်ကိုတော့ကြီးညာချက်မှာဖော်ပြထားတာမရှိပါဘူး အမေရိကန်သမ္မတအိုဘားမားဟာသမ္မတဦးတင်ကျော်ကိုအေဘယ်လာ6ရက်နေ့ကပရမအဆုံးအကြိမ်ဖြစ်တယ်လီဖုန်းနဲ့ဆက်သွယ်ပြီးသမ္မတအဖြစ်စတင်တာဝန်ယူတဲ့အပေါ်ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာအရက်သားအစိုးရကိုဒီမိုကရေစီနှိကြအာဏာလွှဲပြောင်းပေးလိုက်တဲ့တမိုင်းဝင်ခြေလှမ်းအပေါ်ကြိုဆိုကြောင်းမြန်မာနိုင်ငံမှာအားလုံးပါဝင်ပြီးငြိမ်းချမ်းစီပင်ဝါပြောတဲ့အနာဂတ်တည်ဆောက်ရေးအတွက်အမေရိကန်အနေနဲ့ထောက်ခံအားပေးသွားမယ်ကြောင်းသမ္မတအိုဘားမားကပြောခဲ့တယ်လို့အမေရိကန်သမ္မတရုံးကသတင်းထုတ်ပြန်ပါတယ်။အလားတူပဲ မရဥပမာဟာဒေါအောင်ဆန်းစုကြည်ကိုဖုံးဆက်ပြီးအယက်သားဥဆောင်တဲ့အစိုးရအဖွဲ့အစ်ကဒီမိုကရေစီနှိကြသမိုင်းဝင်အာဏာလွှဲပြောင်းယူနိုင်နေခဲ့ရပေါ့ချီချူးပြောကြားခဲ့တဲ့အကြောင်းဒေါအောင်ဆန်းစုကြည်ရဲ့မဆုံးမနစ်ကိုကျိုးစွန်အနစ်နာခံပြီးငြင်းညမ်းစွာအာဏာလွှဲပြောင်းယူနိုင်ခဲ့တဲ့အပေါ်အမျိုးသားပြန်လည်တင်မြှင့်ရေးဆောင်ရွက်နေတဲ့ပေါ်ချီချူးဂုံပြူကြောင်းပြောကြားခဲ့တယ်လို့သမရအိမ်ပြူတော်ကကြေညာချက်ထုတ်ပြန်ထားပါတယ်ဒေါအောင်ဆန်းစုကြည်တာဝန်ယူထားတဲ့ဝန်ကြီးဌာန၄ခုထဲကပညာရေးဝန်ကြီးဌာနနဲ့လျှက်စစ်စွမ်းအင်ဝန်ကြီးဌာနတို့က ဝင်ကြီးအသစ်နှစ်ဦးနဲ့ပြည်တော်စုရှင်းနေချုပ်ပြည်တော်စုစင်းစစ်ချုပ်အမိစင်းတွေကိုသမ္မတဦးထင်ကျော်ကဧပြီလ၄ရက်နေ့ကပြည်တော်စုလွှတ်တော်မှာတင်ပြလိုက်ပါတယ်။ပညာရေးဝင်ကြီးအဖြစ်ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ဗမာခချုပ်ဟောင်းဒေါက်တာမျိုးသိန်းကြီးလက်ဆင့်နဲ့စွမ်းရည်ဝင်ကြီးအဖြစ်စွမ်းရည်ဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဥဖေစင်ထွန်းတို့ကိုခန့်အပ်ဖို့အဆိုပြုထားပါတယ်။အရင်ကဝင်ကြီးဌာန၄ခုတာဝန်ယူထားတဲ့ဒေါက်ဆန်းစုကြည်ဟာလက်ရှိမှာနိုင်ငံခြားရေးနဲ့သမ္မတရုံးဝင်ကြီးဌာနတွေကိုသာတာဝန်ယူမှာဖြစ်ပါတယ်ခင်ဗျ။ သူရဥရှိမန်းဦးဆောင်တဲ့ပြည်သူ့လွတ်တော်ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်ရဲ့လစ်လက်သွားတဲ့အဖွဲ့ဝင်နေရာမှာ NLD ဘိုးအလုံးမှုဆောင်ဦးဝင်းထိန်ပါဝင်၄ဦးကိုဧပြီလ9ရက်နေ့ကအစားထိုးလိုက်ပါတယ်။မူလအဖွဲ့ဝင်၄ဦးကိုပြည်သူ့အဆင့်အဖွဲ့ဝင်အတွေအဖြစ်သမဏဦးထင်ကျော်ကခန့်အပ်လိုက်တဲ့အတွက်အခုလိုအစားထိုးဖွဲ့စည်းလိုက်တာပါ။မက်စလာ30ရက်နေ့ကထုတ်ပြန်တဲ့သမဏတုံးရဲ့အမိန့်အရကော်မရှင်ဒုတိယဥက္ကဋ္ဌနှစ်ဒေါက်တာဝင်းမြတ်အေးကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာမြင့်ထွေးကိုကျန်းမာရေးဝန်ကြီးအဖြစ်ခန့်အပ်လိုက်ပြီးကော်မရှင်အဖွဲ့ဝင်ဦးစိုးရယ်နဲ့ဦးအောင်မြင့်တို့ကိုပြည်အောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေအဖြစ်ခန့်အပ်လိုက်တာဖြစ်ပါတယ်။အစ္စလမ်ဘာသာကိုအဲ့နိုင်ငံသားအများစုကိုးကွယ်တဲ့ဘာသာလို့သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကသုံးနှောင်းပြောကြားလိုက်တဲ့ပေါ့မြန်မာမွတ်စလင်အစည်းအရုံးကကြေညာချက်ထုတ်ပြန်လိုက်ပြီးဧပြီလ၄ရက်နေ့ကကန့်ကွက်လိုက်ပါတယ်။ဒီပြောကြားချက်ဟာ နိုင်ငံသားအချင်းချင်းပြိပက္ခဖြစ်ပွားစေနိုင်တဲ့အတွက်ကန့်ကွက်တာဖြစ်တယ်လို့မြန်မာမွတ်စလင်အစည်းအရုံးဥက္ကဋ္ဌဒေါ်မော်လီကပြောပါတယ်။အေဘီလာနှစ်ရက်နေ့ညနေက VOA မြန်မာသတင်းဌာနနဲ့မီးမြန်းချက်မှာသူရဦးအောင်ကိုကအရင်အစိုးရလက်ထက်မှာဗုဒ္ဓဘာသာပေါ်ထောက်ပံ့မှုများခဲ့လို့သာအမြင်လွဲမှားမှုသာဖြစ်ကြောင်းဖြေကြားရမှာအစ္စလမ်ဘာသာကိုဧည့်နိုင်ငံသားအများစုကိုးကွယ်တဲ့ဘာသာဖြစ်ပြောခဲ့တာဖြစ်ပါတယ်ခင်ဗျ။သမရာဟောင်းဦးသိန်းစိန်ဟာဒုံလပတ်ရဟန်းအဖြစ်တာနာဘောင်ကိုဧပြီလ၄ရက်နေ့က ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။မန္တလေးတိုင်းပြည်ဦးလင်းမြို့ကဆရာတော်ဒေါက်တာနန္ဒမာလာရဲ့ဓမ္မတိပ္ပတိဆန်ကျောင်းတိုက်မှာရဟန်းခံခဲ့တာဖြစ်ပါတယ်။ဦးသိန်းစင်ဟာဧပြီလ၁ရက်နေ့မှာဒုံလမရဟန်းခံမယ်လို့မူလသတင်းတွေထွက်ပေါ်ခဲ့ပြီးမဲ့တကယ်တမ်းဧပြီလ၁ရက်နေ့ကမိုးဖြစ်ပဲဧပြီလ၄ရက်နေ့မနက်၈နာရီမှာဝစ်ခဲ့တယ်လို့ဒီပွဲကိုတက်ရောက်ခဲ့တဲ့အရာရှိဟောင်းတဦးကသူ့ရဲ့လူမျိုးစာမျက်နှာမှာရေးသားထားပါတယ်။ဦးသိန်းစင်ရဲ့ရဟန်းဘွဲအမိဟာဥတန်တိဓမ္မလို့သိရပါတယ်ခင်ဗျ။ကဘာတော်လာက ိုင်ငံရေးခေါင်းဆောင်တွေမိသားစုဝင်တွေနဲ့ထင်ရှားသူတွေရဲ့အမိတွေနဲ့ဗန်ငွေစင်းတွေကိုဖွင့်ချထားတဲ့ပနားမပေပါလို့အမိပေးထားတဲ့ရှုပ်ဝက်ဗန်စင်းတွေထဲမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒူပုတ်ကို16ဦးနဲ့ကုမ္ပဏီတစ်ခုပါဝင်နေပါတယ်။အဲ့ဒီထဲမှာအရင်မဆလာအာနာရှင်ဗိုလ်ချုပ်ကြီးဟောင်းဥနေဝင်းရဲ့တမတ်ဖြစ်သူဦးဝေးဇော်ဝင်းစစ်စိုးရခေစီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ယူဇနာဦးထိမ်းမြင့်ရွှေသွန်းလင်းဦးကျော်ဝင်းဦးမိုက်ကယ်မိုးမြင့်စတဲ့ထင်ရှားတဲ့ပုံကိုယ်တွေရဲ့စီးရင်ပါဝင်တယ်လို့ နိုင်ငံတကာသတင်းတောင်များအဖွဲ့ ICIJ ကရေးသားထားပါတယ်။ကမ္ဘာနိုင်ငံရေးခေါင်းဆောင်140ကျော်ရဲ့အခွန်ရှောင်ရှုပ်ဝက်ဗန်းစင်းတွေကိုပနမနိုင်ငံကမိုးဆက်ဖောင်စီကာရှေ့နေအဖွဲ့ကကူညီလှုပ်ဆောင်ပေးတာဖြစ်တဲ့အတွက်ပနမပေပါလို့အမိတွင်လာတာဖြစ်ပါတယ်။ဒီစင်းတွေထဲမှာရုရှားသမ္မတပူတင်နဲ့တရုတ်သမ္မတရှီကျင်းပင်ရဲ့မိသားစုပိုင်းရှုပ်ဝက်ငွေစည်းရင်းတွေပါဝင်တယ်လို့လည်းသိရပါပါခင်ဗျာ။ လွတ်တဲ့အာရှအတန် RFA ကတပတ်အတွင်းသတင်းမဂ္ဂဇင်းအစီအစဉ်ကိုဆက်ပြီးထုတ်လွှင့်နေတာဖြစ်ပါတယ်။အခုဆက်ပြီးထူးခြားတဲ့သတင်းပေးပို့ချက်တချို့ကိုထုတ်လွှင့်ပါအောင်မယ်။နိုင်ငံတော်အတိုင်းအမြင်ကပုံကိုဆိုင်ရာဥပဒေကြံကိုဧပြီလ9ရက်နေ့ကပြည်သူ့လွှတ်တော်မှာဆွေးနွေးရမှာတက်မတော်သားကိုဇော်လယ်ရီကမတက်ရက်ပြီးကန့်ကွက်ခဲ့ကြပါတယ်။လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကကိုဇော်လယ်အများစုရဲ့သဘောထားကိုမေးမြန်းပြီးနောက်ဒီဥပဒေကြံကိုအတည်ပြုလိုက်ပါတယ်။ RFA သတင်းတော့မတ်ဝေယံမိုးမြင့်ကတင်ပြပါလိမ့်မယ်ခင်ဗျ။ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံတော်အတိုင်ပင်ခံဖြစ်ခန့်အမဲ့ဥပဒေကြံကိုပြည်သူ့လွှတ်တော်မှာဆွေးနွေးကြတာဖြစ်ပါတယ် ပြည်သူ့လွှတ်တော်အပြီးမှာဗိုလ်မှူးချုပ်မောင်မောင်ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီလို့ပြင်ဆင်ချက်တွေကိုတင်သွင်းတာဖြစ်ပြီးသူတို့အနေနဲ့ဒီမိုကရေစီအနိုင်ကျင့်ခံခဲ့ရတာဖြစ်ကြောင်းသတင်းတောက်တွေကိုပြောခဲ့ပါတယ်။ဒါမနေ့ကစပြီးတော့တင်သွင်းတော့လည်းကျွန်တော်ပြောခဲ့တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီရင်ကျွန်တော်ပြူပေါင်းဆောင်ရမယ်။လိုအပ်တဲ့ဟာကိုအချိန်ယူပြီးတော့မှစစ်စစ်ပြီးတော့မှပြင်ဆင်ဖို့လိုပါမယ်။ကျွန်တော်လိုပြောတာရှိပါတယ်။အခုတော့ကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီတဲ့ဥပဒေတစ်ခုပါ။ကျွန်တော်တို့ ြောနေကြစကားရှိတာပေါ့အများစုနဲ့ဒီမိုကရေစီအနိုင်ကျင့်တယ်အဲ့လိုသဘောဖြစ်တဲ့လို့ကျွန်တော်တတ်မှတ်သားများအနေနဲ့တော့ဒါကိုမမပေးဘူးဟိုကတော့မမပေးရနဲ့ကျွန်တော်ဒီတိုင်းပဲဝင်ရောက်ဆုံးပြခြင်းမပြုကြအောင်ကျွန်တော်တို့ကလည်းဆွနေကြတယ်ပြင်းစင်ချက်တိုင်းအတီမပြုတ်ပဲမဲခွဲမယ်ဆိုရင်တက်မတော်သားကိုစလဲတွေကမဲပေးမှာမဟုတ်ကြောင်းပါဝင်ဆွေးနွေးခဲ့တဲ့တက်မတော်သားကိုစလဲ၃ဦးစလုံးကထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ဦးနေချမ်းတရက်ကိုလုံလောက်တဲ့အချိန်ပေး၍လေးလောက်ဝင်မရပဲ အစောတလင်ပြဒန်းနိုင်ရဆောင်ရွက်ခြင်းတိုင်းပြည်ကပုဂ္ဂိုလ်နှင့်ဆက်လွှင့်ရေးတည်ဆဲဥပဒေများဖြစ်သောပြည်တော်စုစုအဖွဲ့ဥပဒေနှင့်တော်တော်ဥပဒေများပါပြဒန်းချက်များနှင့်အညီတရားတောင်ပေးဆောင်ရွက်နိုင်ပါလျက်တည်ဆဲဥပဒေများကိုမျက်ကွယ်ပြု၍လူပုဂ္ဂိုလ်ဒုတိယအားဥပဒေနှင့်မညီတော့လုပ်ပိုင်ခွင့်ပေးရန်ဆောင်ရွက်ခြင်းပြည်သူ့ဘုံခြေခံဥပဒေတည်ဘဲဥပဒေများနှင့်ဆက်ညီ၍ဤဥပဒေကြောင်းကိုဥပဒေတရားဖြင့်ပြဒန်းခဲ့ပါကတော်တော်များ၏အင်းမေကို ထိခိုက်နိုင်ခြင်းဥပဒေရဲ့ရည်ရွယ်ချက်များတွင်ပါတီစုံဒီမိုကရေစီစနစ်ထုံးကားရေးဟုဆိုတာတော့လေပါတီတစ်ခုရဲ့အမည်ကိုတတ်၍ထိုပါတီခေါင်းဆောင်တယောက်ကိုရည်ညွှန်းထားခြင်းဟာရှေ့နောက်ညီညွတ်မှုမရှိခြင်းတော့ပဲဖြစ်ပါတယ်ဒီဥပဒေကြမ်းကိုပြည်သူ့လွှတ်တော်ဥပဒေနည်းဥပဒေနဲ့အညီလွှတ်တော်ထံတင်ပြတာဖြစ်ပြီးတော့ဘုံမူကြီးအောင်တရားအနေနဲ့ဆွဆွဲဝေဖန်ဖို့မသင့်ကြောင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကပြောကြားခဲ့ပါတယ်။ ီဥပဒေကြမ်းကိုတပိုက်ချင်းစီလိုက်မဲခွဲဆုံးဖြတ်ပြီးဥပဒေကြမ်းတစ်ခုလုံးကိုအတည်ပြုဖို့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကအားလုံးသဘောတူပါလားလို့၃ချိန်မေးမြန်းခဲ့ပြီးသဘောမတူသူရှိပါသလားလို့မေးမြန်းရမှာတမတော်သားကိုစလေအားလုံးကမတက်ရက်ပြီးကန့်ကွက်ခဲ့ကြပါတယ်။သဘောမတူလားကိုလည်းအခုတည်းတမတော်သားကိုစလေဘက်ကသဘောမတူတာကိုလည်းဒါဖော်ပြပြီးပါပြီ။ဒါအခုကြည့်လိုက်တာနဲ့အနည်းစုဆိုတာကျွန်တော်တို့သိနေတဲ့အတွက်အများစုသဘောတူထားလို့ဒါအတည်ပြုခြင်းဖြစ်ပါတယ်။အားလုံးထိုင်ပါ။ ဲ့ဒီနောက်ဥက္ကဋ္ဌဦးဝင်းမြင့်ကဒီဥပဒေကြမ်းကိုထောက်ခံသူများတာကြောင့်အတီးပြူကြောင်ပြင်ညာပြီးတဲ့အထိတမတော်သားကိုယ်စားလှယ်တွေကမတက်ရက်ကန့်ကွက်ခဲ့ကြပါတယ်ရှင်မဝေယံမုံမြင့်တင်ပြခဲ့တာပါမြန်မာနိုင်ငံကိုအလဲအပတ်ရောက်ရှိလာတဲ့တရုတ်နိုင်ငံသားရဲ့ဝင်ကြီးမစ္စတာဝမ်ရာဧပြီလ9ရက်နေ့ကနေပြည်တော်မှာနိုင်ငံသားရဲ့ဝင်ကြီးတောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ် RFA သတင်းသားကိုကျော်သူကတင်ပြပါလိမ့်မယ်ခင်ဗျာ NLD အစိုးရအသစ်တာဝန်ယူတာတပတ်ကြာမြင့်တဲ့အချိန်မှာတရုတ်နိုင်ငံသားရဲ့ဝင်ကြီးအနေနဲ့ လာရောက်ဂုံပြုတဲ့အတွက်ကျေးဇူးတင်ရှိကြောင်းမြန်မာနိုင်ငံသားရေးဝန်ကြီးဒေါအောင်ဆန်းစုကြည်ကပြောပါဗျာ။လာရည်ရဲ့အဆိုအရမှာခုနဆိုတက်တန်းကတပတ်တရှိတာဒီလိုအချိန်ကာလဒီပြန်မှာဒီလာရောက်ပြောရေပတ်တာမှာစောင်းနေတာဂျာမန်ရှိတဲ့ရှိပြီကိုပေါ်ဆောင်တယ်ဒီလိုပဲစပါတယ်လာရည်အင်းကြီးအင်းကြီးနိုင်ငံတွေဖြစ်တာလည်းအများစွာရည်ဆက်ဆိုင်ရတဲ့ဂျာမန်အရေးကြီးပါတယ် ရာနိုင်ငံရေးရတာတော့ဒီလိုရေးရစုပေါင်းရေးရလို့အများကြီးရေးကြည့်တယ်။ဒီရေးချင်းကိုလည်းဒီနိုင်ငံလေးအသိထားပြီးတယ်လို့ကျွန်တော်ဒီလိုနဲ့မှတ်ပါတယ်။မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒဟာတကမ္ဘာလုံးနဲ့ခင်မင်ရင်းနှီးစွာဆက်ဆံရေးလူသားအားလုံးတိုးတက်ရေးဆိုတဲ့အကြောင်းကြီးချက်အရာချမှတ်ထားတာဖြစ်ကြောင်းလဲဒေါအောင်ဆန်းစုကြည်ကပြောပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးကမြန်မာနဲ့တရုတ်နှစ်နိုင်ငံဆက်ဆံရေးဟာချစ်ကြည်ရေး policy အဖြစ်ဆက်လက်ထားရှိသွားမှာဖြစ်ပြီး တည်ငြိမ်မှုရှိတဲ့ချစ်ကြည်ရေးအဖြစ်စကံပြားကတစ်ဆင့်ပြောကြပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့မြန်မာပြည်သူတွေရဲ့ဘဝမြင့်နေရေးတွေမှာတရုတ်အစိုးရကပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောကြားပါတယ်။တရုတ်အစိုးရကယင်းဤမြုပ်နှံထားတဲ့မြေဆုံစီမံကိန်းစာချုပ်ကိုဒေါ်အောင်ဆန်းစုကြည်ကသူကိုယ်တိုင်တောင်မဖတ်ရသေးတဲ့အတွက်ပြည်သူကိုမချပြနိုင်သေးကြောင်းသတင်းတော်တို့ကမေးမြန်းရာမှာဖြေကြားခဲ့ပါတယ်။ ဆိုတော့ဒီမှာတော့မဖတ်ဘူးအဲ့တော့ဒီဒီဗီဒီယိုချပြတ်ဖို့ဆိုတာခက်ပါလိမ့်မယ်ဆွေးနွေးတဲ့အထက်မှာမြေဆုံစီမံကိန်းကိစ္စပါရှိသလားလို့နောက်ထပ်သတင်းတောက်တူကမေးရမှာ ထွေထွေထူးထူးဆွေးနွေးတာမရှိဘူးလို့ဖြေကြားပါတယ်။ထူးထူးဆွေးနွေးပါမှာဒီမှာလို့ဒီကိစ္စကိုပြောဗီဒီယိုရောထည့်ပြီးပြောခဲ့တာရှိတယ်ဘာမှလို့ထူးထူးဆွေးနွေးမဖြစ်ဘူးလို့ဒီနိုင်ငံသားရေးဝန်ကြီးမြန်မာနိုင်ငံကိုလာရောက်တဲ့ခီးစဉ်ဟာ NLD အစိုးရကိုဂုံပြုတဲ့ခီးစဉ်ဖြစ်ကြောင်းပြောပါတယ်ခင်ဗျာ။ RFA ရုပ်မြင်သံကြားအစီအစဉ်ကိုကြည့်ရှုနေရတာပါအခုတခါအပတ်စဉ်စနေနေ့တိုင်းထုတ်လွှင့်နေတဲ့အာရှသတင်းမြင်ကွင်းဆောင်အစီအစဉ်ကိုရှုစားရမှာပါ RFA ဝိုင်းရောင်သားကိုခင်မောင်စိုးမင်းကအစီအစဉ်တင်ဆက်ထားပါတယ်ခင်ဗျမင်္ဂလာပါခင်ဗျာအာရှသတင်းမြင်ကွင်းဆောင်အစီအစဉ်ကနှုတ်ခွန်းဆက်ပါတယ်ဒီတစ်ပတ်မှာတော့မြမအိနီချင်းတရုတ်နိုင်ငံနဲ့ပတ်သက်တဲ့သတင်းတပုတ်နဲ့စတင်ပြရစီပနားမာပေပါစ်လို့ခေါ်တဲ့ကမ္ဘာတစ်လွှာကထင်ရှားသူတွေနဲ့ကုမ္ပဏီကြီးတွေရဲ့လေးဝဲပန်းစင်းတွေကိုဖွင့်ချထားတဲ့အချက်အလက်တွေတဲကသုံးပုံတစ်ပုံလားဟာ တရုတ်ပြည်မာကြီးနဲ့ဟောင်ကောင်ကလို့သိရပါတယ်ပနမအခြေစိုက် မော့ဆက်ဖွန်စီကာစ်လို့ခေါ်တဲ့ရှင်းနေအဖွဲ့ကဆောင်ရွက်ပေးနေတဲ့ဟန်ပြကုမ္ပဏီတွေအကြောင်းကို ICIJ လို့ခေါ်တဲ့နိုင်ငံတကာစာနယ်ဇင်းအဖွဲ့ကတနစ်ကြာလျှို့ဝှက်လေ့လာပြီးဖွင့်ချလိုက်တာပါအဲ့ဒီအထက်ကဟန်ပြကုမ္ပဏီ16000လောက်ဟာတရုတ်နဲ့ဟောင်ကောင်ကဖြစ်တယ်လို့ဆိုပါတယ်ဒီဟန်ပြကုမ္ပဏီတွေနဲ့ပတ်သက်တဲ့အထက်မှာ တရုတ်ကွန်မြူနစ်ပါတီပေါ်လစ်ဘျူရိုအဖွဲ့ဝင်ရှီယောလော့ရဲ့ဆွေမျိုးမိသားစုဝင်တွေပါဝင်နေတယ်လို့လည်းသိရပါတယ်။ထိုင်းအာနာသိန်းအစိုးရအစ်စ်ရေးဆွဲထားတဲ့အခြေခံဥပဒေကြောင့်တိုင်းပြည်ကိုဒီမိုကရေစီစနစ်ကနေနောက်ကျောင်းပြန်တွန်းပို့လိုက်တယ်လို့မဖြစ်ဖို့ထိုင်းဒီမိုကရက်တစ်ပါတီ အကြံပေးပုဂ္ဂိုလ်ဝင်းကြီးချုပ်ဟောင်းချွန်လီပိုင်ကသတိပေးလိုက်ပါတယ်။လက်ရှိထိုင်းအခြေခံဥပဒေဟာဒီမိုကရေစီဖွံ့ဖြိုးရေးအတွက်မဖြစ်နိုင်တယ်လို့ အရင်ကကျင့်သုံးခဲ့တဲ့အခြေခံဥပဒေကိုမမီဘူးလို့လည်းပြောပါတယ်။အခြေခံဥပဒေအကျပ်သဲနဲ့ရင်ဆိုင်နေရပေမဲ့ရွေးကောက်ပွဲကိုတော့ရှောင်ဝင်းလို့မရဘူးလို့လည်းမစ္စတာချွန်လီပိုင်ကပြောပါတယ်။မလေးရှားအစိုးရပိုင်ဖွံ့ဖြိုးတိုးတက်ရေးရန်မုံငွေအဖွဲ့ 1MDB ရဲ့ဥဆောင်ပုတ်အဖွဲ့အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အကြောင်းနဲ့ငွေကြေးအရှုပ်တော်ပုံနဲ့ပတ်သက်လို့အမှုဆောင်အရာရှိချုပ်ဟောင်းကို စုံစမ်းစစ်ဆေးဖို့မလေးရှားလွှတ်တော်ကပြောလိုက်ပါတယ်။ဒီငွေကြေးအရှုပ်တော်ပေါ်မှာဝန်ကြီးချုပ်နာဂျစ်ရာဇတ်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပတ်သက်လို့တော့မလေးရှားလွှတ်တော်စုံစမ်းရေးကော်မတီရဲ့အစည်းအဝေးခန်းစာမှာ ဖော်ပြထားတာမရှိပါဘူး။လွှတ်တော်စုံစမ်းရေးကော်မတီ အစည်းအဝေးခန်းစာတင်ပြမှာဘုတ်ဖွဲ့ဝင်ဒါရိုက်တာတွေအားလုံးနှုတ်ထွက်စာတင်ကြတယ်လို့လည်းသိရပါဗျ။ အိန္ဒိယနိုင်ငံဥတာပရဒက်ရှ်ပြည်နယ်မှာပြီးခဲ့တဲ့1992ခုနှစ်ကစစ်လူမျိုးဖျားဘူးတွေကိုတပ်ဖြတ်ခဲ့မှုနဲ့ရဲတပ်ဖွဲ့ဝင်58ဦးကို အထူးတရားရုံးတရုံးက ထောင်ဒဏ်တသက်ကျွန်းချမှတ်လိုက်ပါတယ်။အဲ့ဒီအချိန်ကစစ်သွေးကျွစစ်တပုံတွေရှိနေတဲ့အတွေ့ဒီရဲတပ်ဖွဲ့ဝင်တွေကစစ်ဖျားဘူးတွေကိုအကြမ်းဖက်တပုံတွေ အဖြစ်တပ်ဖြတ်ပြီးယာရုတိုးအောင်ကြိုးစားခဲ့တာလို့ဆိုပါတယ်။ ်ဥတ္တရပရဒေ့ရှ်ပြည်နယ်မှာလက်နက်မဲ့အရက်သားတွေကိုတပ်ဖြတ်ပြီးနောက်ကိုကိုကို ကာကွယ်တဲ့အနေနဲ့ပြစ်ခတ်ရတာပါဆိုပြီးစစ်နယ်ရဲတပ်ဖွဲ့ကအကြောင်းပြလေးရှိပါတယ်ကမ္ဘောဒီးယားနိုင်ငံကတစ်တောတွေထဲမှာကြားမျိုးဆွဲတုံးသွားပြီလို့ကမ္ဘာတော်ရင်တိရစ္ဆာန်များကာကွယ်စောင့်ရှောက်ရေးအဖွဲ့က AB လ6ရက်နေ့ကပြောကြားလိုက်ပါတယ်ကြားတွေကိုအလွန်ကျွံတက်ဖြတ်မှုကြောင့်အခုလိုမျိုးတုံးသွားရတာလို့ဆိုပါတယ် မှတ်တမ်းတင်ကင်မရာတွေအရကမ္ဘောဒီးယားအရှေ့ပိုင်းကဘေးမဲ့တစ်တောမှာပြီးခဲ့တဲ့2009ခုနှစ်ကနောက်ဆုံးတွေ့ရှိခဲ့တဲ့ကြားတကောင်က လွဲပြီး နောက်ထပ်မတွေ့ရတော့ဘူးလို့သိရပါတယ်ပြီးခဲ့တဲ့လကတော့အဲ့ဒီဘေးမဲ့တော့မှာကြားတွေပြန်ပြီးမွေးမြူမဲ့အစီအစဉ်တစ်ခုကိုကမ္ဘောဒီးယားအစိုးရကအတည်ပြုလိုက်ပါတယ်ခင်ဗျာအရှေ့တရင်မြင်ကွင်းဆောင်အစီအစဉ်ကိုကိုခင်မောင်ဆိုးမင်းတင်ပြခဲ့တာပါအခုဆက်ပြီးတရင်ပေးမှုချက်တွေနဲ့ဆောင်းပါးတွေကိုဆက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေအပီလ9ရက်နေ့ကကတိသစ္စာပြုခဲ့ကြရမှာ NLD အစိုးရနဲ့မပူးပေါင်းနိုင်ကြောင်းကြေညာချက်ထုတ်ပြန်ထားတဲ့ AMP ရခိုင်အမျိုးသားပါတီကလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ဦးကျော်လွန်ကပြည်နယ်ဝန်ကြီးဖြစ်တာဝန်ယူလိုက်ပါတယ်။ RFA သတင်းတော့ကိုမင်းသိန်းအောင်ကတင်ပြထားပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်လွှတ်တော်မှာအတည်ပြုလိုက်တဲ့ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေထဲမှာရခိုင်မျိုးသားပါတီ AMP ကလွှတ်တော်ကိုယ်စားလှယ်တဦးပါဝင်လာခဲ့တာဖြစ်ပါတယ်။ရခိုင်မျိုးသားပါတီ AMP ဟာ ရခိုင်ပြည်နယ်ထွက်တော်အတွက်ကိုယ်စားလှယ်23နေရာထိအများဆုံးအနိုင်ရခဲ့တာကြောင့်ပြည်နယ်ဝန်ကြီးချုပ်နေရာနဲ့ပြည်နယ်အစိုးရအဖွဲ့ကိုဥဆောင်ဖွဲ့စည်းခြင်းရရှိဖို့နဲ့မရခဲ့ရင်အစိုးရအဖွဲ့မှာပါဝင်မှာမဟုတ်ကြောင်းထုတ်ပြန်ပြောဆိုထားတာပါကျွန်တော်တို့တင်မြင့်ဆောင်2016နှင်းမြင့်ဆောင်2016ဒီပါတီရဲ့ကြီးညာချက်ပဲဖြစ်တယ်ကျွန်တော်တို့ပါတီရဲ့မူဝါဒမဟုတ်ဘူးဒီတော့ဒီနေ့တစ်တည်းကျွန်တော်ပါတီရဲ့မူဝါဒကိုဘာမှမရှိုးဖောက်သေးဘူးကြီးညာချက်အပေါ်မှာတော့ကျွန်တော်တို့အုပ်စုတုံးစုပါအယူဆ ်ကွယ်ကောင်းကွယ်တတ်တယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံးကုတေသဖွံ့ဖြိုးရေးအတွက်ဥတည်ရှိရှင်တူတယ်။ဒီနေ့ကျွန်တော် NLD ပါတီနဲ့လက်တွဲလို့ဘာလို့ကန့်လန့်တာကိုလက်ခံလဲဆိုလို့ရှိရင် NLD ပါတီရဲ့ဥတည်ရှိရှင်မှာလည်းကျွန်တော်တို့နိုင်ငံထုတ်တဲ့ဖွံ့ဖြိုးပတ်တဲ့ရည်ရည်တဲ့ကျွန်တော်ရခိုင်ပါတီရဲ့မူဝါဒမှာလည်းရခိုင်လူမျိုးနဲ့ရခိုင်လူမျိုးတို့ရဲ့မျိုးနွယ်စုတွေအတွက်ထုတ်တဲ့ဖွံ့ဖြိုးရေးကိုအတိအကျဥတည်ပြီးလုပ်မယ်ဆိုတော့ကျွန်တော်ဥတည်ရှိရှင်တူတဲ့တို့ရောက်တူတဲ့ဥတည်ရှိရှင်မှာကျွန်တော်တို့ရဲ့ဆင်းရဲတွင်ကနေနေတဲ့ကျွန်တော်တို့လူမျိုးတွေအောက်ကြနောက်ကြဖြစ်နေတဲ့ဘဝကကျွန်တော်တို့တာဝန်ယူထားတဲ့အခြေခံ ကျွန်တော်စိတ်ပြေမွေ့မွေ့ဒီကဏ္ဍတွေကကျွန်တော်ကျွန်တော်လူမျိုးတွေကိုကျွန်တော်နှင်းရှင်လို့ဥတီချက်တူတာလေးကိုပူပေါင်းလုပ်မယ်ဆိုပြီးကျွန်တော်ဒီတောင်းပါကိုလက်ခံရှင်ဖြစ်ပါ EMP ပါတီရဲ့ထုတ်ပြန်ကြေညာချက်အတိုင်းမဆောင်ရွက်ခဲ့ပေမဲ့ပြည်내အစိုးရအဖွဲ့ထဲမှာ EMP ပါတီရဲ့ကိုယ်စားလှယ်တူအနေနဲ့ပါတီရဲ့မူဝါဒအတိုင်းရည်တည်ဆောင်ရွက်သွားမယ်လို့ဝန်ကြီးဥကျော်လွင်ကပြောပါတယ်ပြည်내အစိုးရအဖွဲ့ဝင်ဝန်ကြီးနေရာကိုရန်ပြည်ဒေသမဲဆန္ဒရှင်တွေရဲ့သဘောတူထောက်ခံမှုကြောင့်လက်ခံခဲ့တာလို့လဲဆိုပါတယ်ကျွန်တော်တို့ရန်ပြည်မြို့နယ်ကဦးကျင်ရှက်ထုတ်ပြီးကျွန်တော် ကျွန်တော်ဒီမှာဒီတောင်ကိုထပ်ဆောင်တဲ့အတွက်ကျွန်တော်မြို့နေသူမြို့နေသားမိဆန္ဒရှင်တွေအကုန်လုံးကကျေးဇူးတင်ဝမ်းမြောက်ကြောင်းကျွန်တော်ခွဲအပိုင်းခွဲလို့ပြောရမှာဘူးတောင်ပိုင်းလူထုရဲ့80ရာခန့်လောက်ကအကုန်လုံးကကျွန်တော်ကိုလက်ခံဖို့အတွက်ကျွန်တော်ကိုတိတ်တွန်းကြရတယ်။အဲဒီလိုပဲကျွန်တော်တို့မိဆန္ဒရှင်ဖြစ်တဲ့ကျွန်တော်ကိုပေးလိုက်တယ်ရမ်းမြမြနေလူထုကလည်းဝန်ကြီးတာဝန်ကိုလက်ခံမလားလွတ်တော်အမတ်ကပြုတ်ခံမလားဒီတာဝန်ကိုမယူဘူးဆိုလို့ရှိရင်ကျွန်တော်ရီကိုလုပ်ပြီးတော့ကျွန်တော်ဥပဒေအရချုပ်ပြန်လောက်ပြန်ဖော်မယ်ကျွန်တော်ဖက်ကလည်းစဉ်းစားကြည့်ပါ ANP ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်လွင်ကိုပြည်내စိုက်ပျိုးရေးမွေးမြူရေးတက်တော်နဲ့တက်တော်ရင်းဝင်ကြီးဌာနဝန်ကြီးအဖြစ်ထက်သွင်းခန့်အပ်ဖို့ပြီးခဲ့တဲ့ April 5ရက်နေ့ကကျင်းပခဲ့တဲ့ပြည်내လွှတ်တော်မှာအမည်စင်းတင်သွင်းခဲ့တာဖြစ်ပြီးကန့်ကွက်သူမရှိတာကြောင့်ဒီနေ့လွှတ်တော်မှာအတည်ပြုခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်အခုလိုပြည်내အစိုးရအဖွဲ့ဝင်ဝင်ကြီးအဖြစ်တာဝန်ယူလက်ခံခဲ့တာနဲ့ပတ်သက်ပြီးပါတီတာဝန်ရှိသူတွေဘက်ကတစုံတရာခေါ်ယူပြောဆိုတာတွေမရှိခဲ့ဘူးလို့လည်းဝင်ကြီးဦးကျော်လွင်ကပြောပါတယ်ဦးကျော်လွင်ဟာရန်ပြည်မြို့နယ်ရခိုင်မျိုးသားပါတီရဲ့ဥက္ကဋ္ဌတူလည်းဖြစ်ပါတယ်ခင်ဗျာ ကိုမင်းသိန်းအောင်တင်ပြခဲ့တာပါဒုသမရအဖြစ်တင်မြောက်ခံခဲ့ရတဲ့ရန်ကုန်တိုင်းဝင်ကြီးချုပ်ဟောင်းဦးမြင့်စွင်ကိုမော်ဘီမြို့နယ်ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေကစရုတီတာကြွေပြီးကြိုဆိုလိုက်ကြပါတယ် RFA တရင်တော့ကိုကျော်စောဝင်းကတင်ပြထားပါရခင်ဗျဒုတိယသမရဦးမြင့်စွင်ကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့မော်ဘီမြို့နယ်အတွင်းကပြည်ခိုင်မျိုးပါတီဝင်တွေစုပေါင်းပြီးမော်ဘီမြို့ကကြန့်ခိုင်ဖွံ့ဖြိုးရေးရုံးမှာအင်ပလာ9ရက်နေ့ကဂုံပြူပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။အကိုတို့မော်ဘီပြုတ်တယ်ပြည်တော်ကြံရတဲ့ဖွံ့ဖြိုးရေးပါတီနေတဲ့20ဒီတကြံကာလမှာ အမြဲတမ်းဒါဇတုတိတာကျွေးမိုးပွဲတွေအမြဲလုပ်ပါတယ်အဲ့တော့ဒီနေ့မှဆိုရင်တော့ပြည်ထောင်ချနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဘိုးလုံးမှုဆောင်ဖြစ်တဲ့ဦးမြင့်စွေကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယဒုတိယသမ္မတအဖြစ်ရွေးချယ်ခံရတဲ့ဂုံပြီပွဲနဲ့တိုက်ဆိုင်နေတဲ့အတွက်ဖြစ်တဲ့အတွက်ဒီကနေ့လှူဒါန်းမှုဟာအကိုတို့အတွက်ကတော့ဟာလာပို့ပြီးတော့မှပြေဝါပြေဝါပြီးတော့မှပို့ပြီးတော့ထိရောက်ပြီးတော့မှအားလုံးဝမ်းမြောက်ဝမ်းသာနဲ့လှူဒါန်းတဲ့အလှူပွဲဖြစ်တဲ့ဒီနေ့ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဒီနေ့ပြုလုပ်တဲ့ပွဲကိုမော်ဘီမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု43အုပ်စုတွေကကြက်ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေလမ်းသားလမ်းလာတွေကိုစတုဒိတာထမင်းနဲ့ဧကန်ကြပါတယ်ကျွန်တော်ပါတီမှာကျွန်တော်ဒီသမရာကြီးဖြစ်တဲ့အတွက်အရန်ကိုအရန်ရောက်ဂုံးယူတယ်ဗျာကျွန်တော်ဒုသမရာကြီးတော့ကျွန်တော်ဥယျရွှေပေါ့ကျွန်တော်ပါတီကဒုသမရာကြီးဥယျရွှေကျွန်တော်သမရာကြီးနိုင်ငံတော်အတွက်တကယ်လုံးပါဘလောက်တိုင်းယုံကြည်တယ်ကျွန်တော်တို့ရဲ့အသက်နဲ့ရင်းမြစ်ကိုယုံကြည်တယ်ပြီးခဲ့တဲ့သတင်းပတ်ကရန်ကုန်မြို့ဗိုလ်စိမ်မှန်ကွင်းမှာဒုတိယသမရာနှစ်ဦးဖြစ်တဲ့ဦးမြင့်စွေနဲ့ဦးဟင်နရီဘန်တီယူတို့ကို ယ်ရှားပေးဖို့ဆန္ဒပြတောင်းဆိုသူတွေရှိခဲ့ပါတယ်ဒီနေ့ပြုလုပ်တဲ့မှော်ပြီးကကြိုးစိုးပွဲကိုကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီ300နီးပါးလောက်လာရောက်ခဲ့ကြပါတယ်ခင်ဗျာကိုကျော်စောဝင်းတင်ပြခဲ့တာပါတကြံကာလမှာစီးပွားဖြစ်မနှက်တွေစောက်လုံးခွင့်မပေးတော့တာနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့အမျိုးပညာရှင်တချို့တိုင်းအစိုးရအဖွဲ့ရုံးမှာဧပြီလ9ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ် RFA တရင်တော်မတ်ဝေရမိုးမင်းကတင်ပြထားပါတယ်ခင်ဗျာ 2016ခုနှစ်တကြံကာလမှာစီးပွားပြမန်တက်တွေဆောက်လုပ်ခွင့်မပေးတော့တာဟာတကြံကိုခုံးလုပ်ပြီးတော့မန်တက်တွေမှာငွေရစေဝါသုံးဆွဲမှုတွေကိုတားဆီးနိုင်အောင်ဖြစ်တယ်လို့ဝန်ကြီးချုပ်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှအမှုပညာရှင်တွေနဲ့တွေ့ဆုံစဉ်ပြောပါတယ်။တအားကိုကျွန်တော်တို့နေမြေကြီးဟာပေါ့နော်ဟိုအတုံးချရနေရာကြီးတစ်ခုလို့ဖြစ်လာမှာကျွန်တော်တို့စိတ်ပူပါတယ်။ဒါကြောင့်မို့ဒီအခြေအနေတွေကိုထိသိမ့်နေတဲ့နေရာမှာလူငယ်တွေကိုပဲအဓိကထားပြီးပြောချင်ပါတယ်။လူငယ်တွေဟာအနာဂတ်မှာကျွန်တော်တို့နိုင်ငံတော်ကြီးကိုဥဆောင်အောင်ပါ ဒီမျိုးဆက်တွေပြတ်သုံးသွားရင်ကျွန်တော်တို့အခက်ကြုံလာနိုင်ပါတယ်ဒီအတွက်ဒီမျိုးဆက်တွေထဲမှာအဓိကတော့အမှုပညာရှင်လူငယ်မျိုးဆက်တွေဟာပို့ပြီးအဓိကကြပါတယ်တကြံမှာမန်တဲ့အရေးအတွက်တွေရောနေသွားတဲ့အတွက်ပရိသတ်ကိုဖျော်ပြမိဂီတသရုပ်ဆောင်အမှုပညာရှင်တွေအခက်ခဲရှိမယ်ဆိုတာကိုနားလည်ကြောင်းပြောပါတယ်တန်ကြပ်တိုင်သူတွေအမှုပညာရှင်တွေကလည်းတိုင်းဒေသကြီးအစိုးရအနေနဲ့အကူအညီပေးနိုင်ဖို့ကိုလည်းဆွေးနွေးကြပါတယ်သူပြောနေတာကတော့ ိုယ်တိုင်ကိုကြလုပ်ကြပါတော့ပြည်သူတွေရဲ့ခစ်ကိုရောက်နေဖြစ်တဲ့တဲ့ကြောင့်အစိုးရကနေရာကဝင်မပါဘူးကုဒေသစီကားအောင်ကုဒေသရည်ရည်မှုနဲ့အညီအစင်လာပေါင်းတွေလုပ်နေအောင်ကိုယ်တိုင်လုပ်ယူပါအစိုးရကပတ်မှုမယ်လို့အဲ့ဒီအထိပ္ပယ်ပါပဲကျွန်တော်ဟာတဲ့ဘင်းကြပါ့မယ်ပညာရှင်တွေကိုကလေးတစားနဲ့ဖိတ်ခေါ်ပြီးတော့လက်ခွဲနေလို့ဒီသဘောတည်းပဲပါဒါတော့ကျွန်တော်ကဒီဒီဟာကြီးကရေပက်တဲ့ကိစ္စကြီးနဲ့တဝဲတယ်ဖြစ်နေမယ်ဆိုရင်တော့ကျွန်တော်ပြန်တော့မယ် ဘာလို့လဲဆိုတော့တိုင်းပြည်ကရေဖက်တဲ့ကိစ္စတခုလည်းမဟုတ်ဘူးဒီနေ့အစည်းအဝေးတစ်ခုလုံးကရှေ့ဆက်ပြီးတော့ဘာပွားကြမလဲဆိုတာအတိတ်တွေအများကြီးပါတယ်အဲ့တော့ဒီဒီမနက်တစ်ခုမှာသူတို့အဒီဒီအကန္နာလေးအခြေလေးယူထားတဲ့ခါမှာကျွန်တော်တို့ကဒီနေ့ကမန်တက်ဒီမှာငွေပြိုင်မဲ့အကြံကားကြီးလှကားကြီးရှိပါတယ်စည်ရင်ပြက်ကြည့်တော့နစဲနီးပါလို့ရှိပါတယ်ဒါကနောက်မှထိုင်နေပုံကိုထပ်ပါဒါရရံဝင်ကြံရဲ့ဒါလက်ရှိပြန်မဝင်နေတဲ့လက်ကောင်းဆုံးတွေဟုတ်ကဲ့ ဲ့တော့သူတို့ပြန်လို့မရဘူးတနေ့ကိုသူတို့ခဏကားတော့တက်မှတက်တန်းလိုက်တယ်ဘယ်တော့ကားတော့ပြန်ထိုင်လို့တော့ခဏကားတော့ပြန်လို့ဘုံကြီးပြေးနိုင်တယ်အဲ့ဒါကြီးအချိန်ကြီးတိုင်းတာပြီးလို့အဲ့ဒါကျွန်တော်ပြန်ကြတယ်ဒါပြင်လူငယ်အမှုပညာရှင်တွေကလည်းရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့မန္တလေးဆောက်လုပ်ခွင့်မပေးတဲ့အပေါ်သူတို့အမြင်တွေကိုပြောပြခဲ့ကြပါတယ်။ဒီမန္တလေးထိုင်ရဆိုတဲ့ကိစ္စကကျွန်တော်တို့ရဲ့ဟိုကျွန်တော်အွယ်ရောက်တဲ့အချိန်မှာတာပြွင့်ပြိုးလာတဲ့ဟာကျွန်တော်ရဲ့ကာရှာဖြစ်နေတာပဲ 比如讲，缅甸在老，肯曼季啊，是缅甸在老便宜了；，还有在呀，也比较特别便宜了，也比较便宜，就是说，那些嘛，中等价那些啥子，也也便宜，差不多，那种就便宜嘛。那，别的地方嘞，有，像那种嘛飞机的话，你比如说，三亚的，欧堡的，就开比较贵，别的地方嘞，是你没，没那个价。 အဲ့လိုမျိုးခံစားရပါတယ်မန္တန်ဆောက်ချင်သူတွေကလည်းအလူငွေထက်မဲ့နေရာချထားပေးပါဆိုပြီးပြောတဲ့သူတွေလည်းရှိနေပြီးတော့မန္တန်ဆောက်လို့ဖို့လာရောက်လျှောက်ထားသူ300ကျော်ရှိတယ်လို့ပြောပါတယ်ကဘာကြီးဖျားလန်းနဲ့ကမ်ပတ်လန်းတွေမှာမန္တန်အနေငယ်သာချထားပေးမှာဖြစ်တယ်လို့ပြောပါတယ်ခုလိုမန်နက်တွေဆောက်လုပ်ခွင့်မပေးခဲ့တာဟာဝန်ကြီးချုပ်အဖြစ်တာဝန်မြူခင်အချိန်တည်းကပြင်ဆင်ထားခဲ့တာဖြစ်ပြီးတော့ဆက်လက်လှုပ်ဆောင်မယ့်လုပ်ငန်းစဉ်တွေကိုလည်းပြည်သူတွေသိရှိအောင်ပွင့်လင်းမြင်သာစွာချပြသွားမယ်လို့လည်းပြောပါရရှင်။မှန်ကန်တဲ့တင်ပြချက်တည်းရဖြစ်ဖို့ပဲလိုပါတယ်။ RFA ရွေးမြင့်တင်ရစီစဉ်တွေကိုကြည့်ရှုနေရတာပါမန္တလေးတိုင်းအမရပူရမြို့နယ်ကတောင်တမန်အင်းဆောင်မှာနှစ်စဉ်ကျင်းပတဲ့မဟာဝိဇယရန်တီဘဒိုးတော်ကြီးဖျားပွဲမှာဒုံနွားလို့ခေါ်တဲ့နွားပြိုင်ပွဲကိုထည့်သွင်းကျင်းပလာခဲ့တဲ့အသုံးနှစ်ရှိပြီဖြစ်ပါတယ်မြမရိုးရနွားပြိုင်ပွဲအကြောင်း RFA သတင်းတောင်မက်တီရီမင်းစင်ကတင်ပြပါလိမ့်မယ်ခင်ဗျာဒုံနွားပြိုင်ပွဲတွေကိုမန္တလေးတိုင်းအပြင်မကွေးတိုင်းနဲ့စကိုင်းတိုင်းတွေမှာလည်းဖျားပွဲနတ်ပွဲနဲ့လှူပွဲတွေမှာထည့်သွင်းကျင်းပကြပါတယ် ကျွန်တော်တို့တောင်သူလယ်သမားဦးကြီးများရဲ့တပတ်တလန်းနေပြီးတော့ဟိုစိတ်ထွက်ပေါက်ရအောင်လို့ရည်ရတာတကြောင်ပေါ့ကျွန်တော်တို့ကလေးသူငယ်တွေမတွေ့ဘူးမမြင်ဘူးဒါမြင်ဘူးအောင်မဟုတ်သူတရှိအောင်ထဲတာတကြောင်နောက်ဒီတော့ပိုင်ရှင်တွေမြင်းပိုင်ရှင်တွေဘယ်လိုစီစနစ်နဲ့ပြန်ရမယ်ဆိုတဲ့စီစနစ်ကိုသိအောင်လို့ကျွန်တော်ရည်ရွယ်ပြီးရည်ရွယ်ချက်၃ခုနဲ့ ရှင်းပြန်ရင်းဖြစ်ပါတယ်အရင်ကတိုင်းနယ်ပြည်နယ်အဆင့်ဒုံနွားပြိုင်ပွဲတွေကိုနိုင်ငံတော်ကဦးစီးကျင်းပပေးခဲ့ပြီး1990ခုနှစ်နောက်ပိုင်းမှာတော့ကျင်းပခွင့်မပြုတော့ပါဘူးဒုံနွားပိုင်ရှင်တောင်းသူဦးကြီးတွေကတော့ရိုးရာမပြတ်စေလိုတဲ့အတွက်ကျင်းရွာအဆင့်ပြိုင်ပွဲတွေကိုတော့ဆင်ဆက်မပြတ်ပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်တော်ရည်လေးကမပြောက်ွယ်သွားဘူးကျွန်တော်တို့အဲမြန်မာရိုးရာရဲ့အမွေအနှစ်ကိုကျွန်တော်ထိသိမ့်လာတာ ခဏချိန်ကြီးရှိပါတယ်ခင်ဗျာတချို့ဒုံနာပြိုင်မွဲတွေမှာတော့လောင်ကြီးအနေနဲ့အနေဆုံး7သိန်း90ကနေ7သိန်း300အထိလောင်ကရှင်ပြိုင်လေးရှိရလို့သိရပါတယ်ပြိုင်ပွဲဝင်ဒုံနာတွေကိုတိုင်နွားတွေလိုပဲတယူတရနဲ့တီးတန့်လေးချင်မွေးမြူကြရတယ်လို့ပြောပါတယ်ကျွန်တော်တို့ဒီနွားရငယ်ငယ်လေးကမိခင်ရမွေးကြတဲ့အနာလေးပါဖောက်ဖောက်ပြလူဗလာဒုံးလေးလိုက်ပိတ်သက်သက်ရှိရတူးနွားလေးပျော်ပြဖြစ်ဖြစ်နဲ့လဲလေးနိုင်ကတပိန်းနိုင်တဲ့ခါလဲလေးကိုနိုင်လက်ကျင့်လက်ကျင့်ပြီးတစ်ခါပထမအောင်တို့ပြေးနေရလောက်စမ်းကြည့်နောက်တစ်ခါပြေးလေးရစမ်းကြည့် နောက်တကပြေးရှေ့ရကြမ်းကြည့်ပေါ့စင်ကစင်ကရှမ်းပြီသူစားတဲ့တဲ့ကလဲပဲသခွဲလေးကိုသူစိတ်နိုင်ကိုနိုင်တွေးနိုင်အောင်သူစားနေတဲ့အတိုင်းတာကိုတွေးပြီးခူးတိုက်ရတယ်ပေါ့အဲညမှာလဲသူခြံတော်နဲ့ထားရတယ်သူရူရထားရတယ်ပေါ့အဲလိုနေပူလဲခံလို့မရဘူးနေအေးလဲသိထားလို့မရဘူးသူမျှတမှုနေရအမြဲထားရတယ်ခူးစိုက်ရတယ်ပေါ့ဒီငွားလေးတွေအဲလိုပဲထားရဒုံနွားပြိုင်ပွဲမှာအနိုင်ရဖို့ဆိုရင်တော့ဒုံနွားတွေအပြည့်တန်ဖို့လိုသလိုဂျော်ကီလို့ခေါ်တဲ့နွားဆရာပေါ်မှာလည်းမူတည်ပါတယ် မဟာဝိဇယရန်တိပထိုးတော်ကြီးရဲ့တရ၄ချိန်မြောက်ဗုဒ္ဓပူဇနီယဖျားပွဲတော်မှာဒုံနွားပြိုင်ပွဲတွေအပြင်နွားလှပြိုင်ပွဲမြင်းပြိုင်ပွဲတွေကိုဧပြီလ၁ရက်နေ့ကနေ၁၀ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ရှင်။ RFA ရင်းမြစ်တညာစီစဉ်တွေကိုကြည့်ရှုနေရတာပါပရိသတ်များခင်ဗျာမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီအထိ RFA ကနေ့စဉ်ထုတ်လွှင့်တဲ့ရုပ်မြင်တညာအစီအစဉ်ကိုကွေးမြတဲ့ internet ကတဆင့်လဲတိုက်ရိုက်ကြည့်ရှုနိုင်နိုင်ပါတယ် RFA မြန်မာပိုင်းအစီအစဉ်ရဲ့ internet website လိပ်စာကတော့ www.rfa.org/burmesebermese ဖြစ်ပါတယ်ဒါအပြင် RFA မြန်မာ TV ရဲ့ YouTube စာမျက်နှာမှာလည်းတိုက်ရိုက်ကြည့်ရှုနိုင်နိုင်ပြီဆိုတဲ့အကြောင်းအသိပေးရပါတယ် RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအချိန်တိုးချဲ့ပြီးတော့လဲထုတ်လွှင့်ပေးနေပါတယ်။ညဘက်၈နာရီခွဲမှာပုံမှန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုနောက်တစ်နေ့မနက်9နာရီခွဲမှာတစ်ချိန်၊နေ့လယ်10နာရီမှာတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေပါတယ်။ဒီစီဇန်တွေကိုလက်ရှိထုတ်လွှင့်နေတဲ့ Asia Set 7ဂျိုတို့နဲ့ New Sky ဂျိုတို့တွေကနေဖန်ယူကြည့်ရှုနိုင်တဲ့အကြောင်းလည်းအသိပေးရပါတယ်။၂၀၁၆ဧပြီလဒုတိယပတ်အတွက်လွတ်လပ်တဲ့အာရှအသံ RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာတင်ပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။